ဒီဗီဒီယိုကတော့မနေ့ကကစားသွားတဲ့ထုံးမရောင်ရဲ့ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ analyze ပုံစံမျိုးလေးပြန်ကြည့်မယ့်ဗီဒီယိုဖြစ်ပါတယ်။ကျွန်တော်တို့အဆုံးထိလိုက်ပါကြည့်ရှုပေးပါအောင်ဗျ။ဒီပွဲနဲ့ပတ်သက်ပြီးတော့တချို့လူတွေကပြောကြတယ်ဒါထုံးမြောင်ရဲ့ကစားပုံမကောင်းဘူးထုံးမြောင်ညံ့လို့ရှုံးနေတာလို့တချို့ကသတ်မှတ်ကြပါတယ်ကျွန်တော်တို့အဲ့လိုကိုကစားသမားကိုမပြောချင်ဘူးဗျထုံးမြောင်အရင်ပွဲထက်စားလို့ရှိရင်ဒီပွဲအတွက်ပူပြီးတော့ပြင်ဆင်လာတယ်ပူပြီးတော့ကြိုးစားလာတယ်လို့ကျွန်တော်မြင်နေဗျအဲ့ဒါတွေကိုကျွန်တော်အချက်လက်နဲ့သိကြရှင်းပြပါမယ် ဒါပေမဲ့ဒီမှာတခုသတိထားရမှာကထိုးမြောင်ရဲ့ပြိုင်ဘက်တမ်မွန်တီအရင်ကသူကစားခဲ့တဲ့ပွဲတွေမှာထိုးမြောင်တဲ့အကောင်ကြီးတဲ့ဖိုင်တာတွေနဲ့ကြီးသူရင်ဆိုင်ခဲ့ရတာပါဒီတော့သူ့ကိုတောင်းတန်းပရက်ရှာမျိုးနဲ့တောင်းတန်းပါဝါမျိုးနဲ့ရှင်လို့ရမှာမဟုတ်ဘူးဒါကတော့သိကြတယ်ဆိုလိုတဲ့သဘောကထိုးမြောင်မှာပါလာတဲ့ပါဝါနဲ့ဒီတမ်မွန်ကိုကြောက်အောင်ထိုးဖို့ကမလွယ်ဘူးလို့ကျွန်တော်ဆိုလိုခြင်းဖြစ်ပါတယ်နောက်ပြီးတော့ဒီပွဲမှာကူဖိုင်တာနဲ့ကောင်းခဲ့တာမဟုတ်ဘူးတစ်ဖက်ဖိုင်တာမှာလည်းကောင်းမွန်တဲ့ခံစစ်ကစားဟန်ရှိတယ်ဒီကောင်းသားနေသူရရရတယ်လို့လှုပ်သွားတာလေးတွေအားလည်းပဲ ဒီအားလုံးခြုံကြည့်တဲ့အခါမှာထုံးမင်းအောင်အနိုင်ပေးဖို့တို့ကခက်ခဲသွားစေခဲ့ပါတယ်။ဒီတော့ကျွန်တော်တို့ပထမချီကိုတေချာလေးပြန်ကြည့်အောင်ပါ။ပွဲစပြီဆိုတာနဲ့ဒီထုံးမင်းအောင်ကတမ်နုံကိုအဝင်မခံဘူး။သူ body kick နဲ့စပွဲနဲ့တမ်နုံဝင်လာလို့ရှိရင်နင်းလို့တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီတမ်နုံရဲ့ဒီကတ်ဒူးတွေ airbow တွေကသူ့ရဲ့တက်လုံထိခိုက်နိုင်တာသိတဲ့အတွက်သူပွဲချိန်အစတွေကခွင့်မပြုထားဘူး။တမ်နုံရဲ့ vision အောက်ကိုရောက်နေအောင်သူတွေ့ရယ်။တွေ့တာနဲ့ပဲသူဝင်ထိုးတယ်။ဒါပေမဲ့တမ်နုံကပြန်ပြီးတော့နင်းထားတယ်။ဒီတော့သူတားကတ်ကိုမထိခဲ့ဘူး။ ဒီနေရာမှာဆိုအလားတူပဲတန်တုံကသူအောက်ကိုကြည့်ပြီးအပေါ်ဝင်ထိုးတာထိုးမင်းအောင်နင်းထားလို့သာသူ့ကိုပြန်မကြည့်ရပါထိုးမင်းအောင်ကဒီပြန်ဖက်ကိုကောင်းကောင်းလေး focus လုပ်တာကိုတွေ့ရတယ်သူတစ်ချက်မှသတိအလွတ်မခံဘူးအဲ့မှသူဘာသွားတွေ့လဲဆိုတော့ဒီတန်တုံရဲ့ကတ်ကဒီမျက်နှာနဲ့နည်းနည်းလေး distance ရှိနေတယ်ကွာနေရဝေးနေတာကိုသူတွေ့တဲ့အတွက် jet right ဟုသူထိုးဖို့ကြိုးစားတယ်ထိသွားတယ်ကွန်ဘိုကတော်တော်လေးလည်းကောင်းတယ်ဒီလိုမျိုးအကဲခတ်ပြီးတော့ဒီပြန်ဖက်ရဲ့အခြေအနေကိုကြည့်ပြီးကစားသွားလိုက်လေတော်တော်လေးကိုဒါတိုးတက်လာတယ်လို့ပြောလို့ရပါတယ်ဒီမှာဆိုရင်ခြေထောက်မြောက်မြောက်ပြီးတော့သူအောက်ခြေကန်ချက်တွေကိုပိတ်ထားတယ် ဒါဒီရိုးရလဝိကစားသမားတွေရဲ့ကစားဟန်လို့ပြောလို့ရမယ်ရှေ့ချောက်ကိုရှေ့ချောက်ကိုအငိမ့်လုံးဝမထားတာတွင်းပြောင်းလို့ပါတော့ဆိုအငြင်းန်းလုံးလေရှိတဲ့အရာတခုပါဒီဂတ်ဆိုလည်းပဲလုံးဝအကြမခံဘူးခြေထောက်ကန်ပြီးရတဲ့ဂတ်ကိုပြန်တင်ထားတယ်ပြီးရတဲ့ဒီအောက်ခြေကန့်ချက်တွေကိုလည်းသူတောက်လျှောက်ဆိုသူလိုပိတ်ထားတာကိုတွေ့ရတယ်ဒီမှာဆိုရင်ဒီတမ်နွန်ဝင်ကန်လိုက်တဲ့အခါမှာအခက်အခဲဖြစ်သွားစေပါတယ်โอเคဆက်ကြည့်အောင်ပါ ဒီနေရာမှာဆိုရင်တော့ဒါထိုးလုံးတွေအများကြီးတွေ့ရတယ်အကုန်လုံးနှစ်ယောက်လုံးကုန်ပွေတွေ့ကြတာပဲဒါပေမဲ့လက်သီးတွေကနှစ်ယောက်လုံးတိတိကျကျထိအောင်ထိုးနိုင်ခဲ့ကြဘူးဗျဒီတယောက်တစ်ချက်လောက်တော့ထိရဲ့ဒီမှာဆိုရင်ထိုးမရအောင်ထိသွားတယ်အဲ့ရမှာပဲပြန်ပြီးတော့ထိသွားတယ်တမ်နုရဲ့လက်သီးကျကထိုးမရအောင်မျက်ခုံကွဲသွားတယ်သူမျက်ခုံကွဲသွားလို့လည်းပဲနောက်ပိုင်းမှာသွေးတွေကျလာတဲ့အခါမှာဒီညင်ခွင်းကကောင်းကောင်းမမြင်ရတော့ဘူးဒီအစားပိုင်းကလေးကဒီကွဲသွားတာဖြစ်တဲ့အတွက်ပွဲစဉ်တောက်လျှောက်လုံးမှာဒီတွေးရဲရဲနဲ့သူကစားခဲ့ရတာဖြစ်ပါတယ်။ Okay ဆက်ကြည့်အောင်ပါ။ ကွန်ဘိုရီကတော့နှစ်ယောက်လုံးတုံးနေတာပဲလက်သီးတွေကလည်းနှစ်ယောက်လုံးတားကတ်ကိုထိဖို့တော်တော်လေးခက်ခက်ခဲခဲဖြစ်ခဲ့တယ်ဒီမှာဆိုရင်တန်တွန်းရဲ့ဒီ airbo ကထုံးမြောင်ကိုရှက်ထိလေးထိသွားတယ်ဒါပေမဲ့အဲ့ဒီညမှာထုံးမြောင်ပြန်ထိုးလိုက်ရတယ်ကပို့ပြီးတော့တိကျတယ်လို့ပြောလို့ရတယ်ဗျတားကတ်ကိုထိတယ်လို့ပြောလို့ရတယ်ဒီမှာဆိုထုံးမြောင်လက်ဖို့တစ်ချက်ထက်ရတယ်ထုံးမြောင်နဲ့ပတ်သက်ပြီးတော့နောက်ကကွန်မန်ဒါတွေဘာပြောလဲနားထောင်ကြည့်အောင်ပါဒီထုံးမြောင်သူပါကောင်လဲဆိုတာကိုဒီဘယ်လက်နဲ့တက်တည်ပြနေပြီဆိုပြီးတော့ပြောချင်တဲ့သဘောပါဗျာ ဒီတော့ဆက်ကြည့်အောင်ပါနော်ဒီမှာ hack kit တွေ body kit တွေအားလုံးသူပိတ်ထားတယ် block လုပ်တယ်လက်သေးကတော့နှစ်အောင်လုံးချော်နေရဗျနှစ်အောင်လုံးထိအောင်မထိုးနိုင်ကြတာဒီမှာဆိုရင် body shot တစ်ချက်ထက်ရတယ်အဲ့ဒီ body shot အပြင်နောက်ထပ် jaw တစ်ချက်ပါထည့်ရတယ်ဗျ။ဒါမှဆို body jaw ကတိတိမိမိကိုထိတာနော် ပထမကြီးမှာထုံမင်းအောင်ရဲ့ထီချက်ကများတယ်လို့ကျွန်တော်ပြောတာမလွန်ဘူးဗျကျွန်တော် post တင်ခဲ့တဲ့အောက်မှာကျွန်တော်ထုံမင်းအောင်ကထီချက်မရဘူးပေါ့ထုံမင်းအောင်ညံ့လို့ရှုံးနေတာလို့ပြောတဲ့လူတွေကျွန်တော်တက်တည်ပြခြင်းတွေဖြစ်ပါတယ်ဒီမှာဆိုရင်ဒါဂျောကိုကွက်တီသွားထီရေဗျပြိုင်ဘက်ကအကောင်ကြီးနေလို့သာသူခံစားနေရဗျထုံမင်းအောင်ရဲ့ပါဝါနဲ့ထမ်နှုတ်ရဲ့ခံနိုင်လေးကမမြောက်လို့ပြောလို့ရပါတယ် ။တွေးရတော့ဓာတ်လျှောက်ထွက်နေရပဲဗျ။အဲ့မှာမြင်ကွင်းမရှင်းတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဗျ။ပြီးတော့တန်တော်ကသူ့ကိုအတင်းဝင်အတင်းတို့မလုပ်ရဲဘူးဗျ။သတိလေးနဲ့တော့သူကစားနေအောင်တွေးရတယ်။ဒါပထမအချီကြောင်ပဲလားဘာလဲလားတော့ကျွန်တော်လည်းပြောတတ်ပါဘူး။တန်တော်ဘက်ကနေပြီးတော့စားပြီးတိုက်စစ်ဖွင့်တာရှားတယ်ဗျ။ပထမချီကတော့ဒီလောက်ပါပဲ။ဒီတော့ကျွန်တော်ဒုတိယချီကိုဆက်ကြည့်အောင်နော်။ထုံးမြောင်တော့သူ focus ကောင်းကောင်းလေးလောက်တော့တွေ့ရတယ် ဒီညာကြီးမြောက်ပြီးတော့အောက် low kick တွေကိုပိတ်ထားတာကလည်းတော်တော်လေးထိရောက်တယ်လို့ပြောရမယ်သူ1 2ဝင်ထိုးလိုက်တယ်ပြီးတာနဲ့သူ hack kick တန်းခံတယ်ဗျဒါကြောခွဲပြထားတာပါအဲ့ဒီ hack kick ကိုဖမ်းပြီးတော့ပဲဒီ Tamnon ကောင်းတာ body shot ပြန်ပြီးတော့ရအောင်ယူပြသွားတယ်ဒါ Tamnon ရဲ့ပထမဆုံးဒုတိယကြီးရဲ့ပထမဆုံးထိချက်လို့ပြောလို့ရပါတယ်တော်တော်လေးကောင်းပါတယ်ဒီမှာဆိုရင်တော့ကိုလူရဲ့ဒါ clean shot ကြီးဗျလုံးဝအရှင်းရင်ထိုးသွားတာပြန်ပြတဲ့အခါမှာဒီ official replay မှာဒီအချက်ကိုပြန်မပြဘူးဗျသူ့ရဲ့နောက်ကအချက်ကိုတော့ပြန်ပြတယ် ဒီမှာဆိုဖမ်းတာတွေ့လားဖမ်းတာပြီးလုံးဝ clean shot ဝင်ထိုးသွားတာသူတို့ official reply မှာတော့အဲ့ဒီနောက်ကအချက်အခုခုကျွန်တော်လာမယ့်အချက်ကိုသူတို့ဝင်ပြသွားတယ်အဲ့ရနေပြောစပြရတယ်ဗျဒီ body shot ကြောင့်ခါကုန်းသွားတာကိုဒူးနဲ့တိုက်သွားတယ်နှစ်ချက်သုံးချက်လောက်သူရသွားတယ်ဒါပေမဲ့ကိုလူလေပြန်ပြီးတော့ထိတာတွေရှိပါတယ်ဒါပါဘာပြနေတာလဲဆိုတော့ဒီတမ်နွင့်ရဲ့ ဂတ်တင်တာလှည့်မြန်မှုပါလေထုံးမြောင်ရဲ့လက်သေးချက်တွေကိုသူကောင်းကောင်းလေးရှောင်ခွင်းနိုင်တယ်လို့ပြောလို့ရတယ်ဗျသူ့ရဲ့လက်မောင်းတွေကိုထိထိပြီးတော့ချော်ထွက်သွားတာနောက်မှတစ်ခုရှိသေးတယ်ကျွန်တော်ဆက်ပြပါမယ်ဗျဒီဘက်မှာထမ်လုံကသူ့ရဲ့တဘာကိုအသုံးချပြီးတော့ပဲခန်းစစ်ကနေပြီးတော့ကောင်းကောင်းလေးကစားပြသွားတာဒီချက်ကပဲသူ့ကိုဒီဘက်မှာနိုင်ပွဲရှာဖွေပေးသွားတယ်လို့ပြောလို့ရပါတယ်ဗျ Okay ဒီနေရာလေးကိုကျွန်တော်တို့အသေးစိတ်ပြန်ကြည့်အောင်နော်ဒီနေရာလေးပြန်ကြည့်အောင်တွေ့လား လက်မောင်းကတင်လိုက်တာနဲ့ချော်ထွက်သွားတာနောက်တစ်ချက်ကတော့တိတိတာတာလေးထိသွားတယ်ဗျထုံးမြောင်ရဲ့ထိချက်တွေကတော့များခဲ့တယ်ဒါပေမဲ့ clean shot ချင်းရှင်းမယ်ဆိုရင်တော့ထုံးမြောင်ရဲ့ထိချက်တွေမပြတ်သားခဲ့တာဒီပွဲမှာအရှုံးရလက်ဖြစ်သွားစေတယ်လို့ပြောလို့ရပါတယ် ြောင့်ဖီးယားဘေဘီကစားခဲ့တာတော့ထုံးမအောင်ဖြစ်ပြီးတော့ဒီကောင်တာနေပြီးတော့ပဲပါပါနဲ့နဲ့နဲ့ပြန်ပြီးကစားပြသွားတဲ့ဒမ်နိုရဲ့ကစားဟန်ကိုတော့ဒီသူရဲ့ time fighter ဖြစ်တာတကြောင်ဒီမျိုး fighter ကကစားသမားဖြစ်တာတကြောင်ဒန်နီရဲ့အမြင်မှာတော့ပို့ပြီးတော့အကြိုက်တွေ့လိမ့်မယ်လို့ကျွန်တော်ထင်မိပါတယ်နှစ်အောင်လုံးတော့ထိုးတော့ထိုးနေတာပဲဒါပေမဲ့ဒီတေချာမထီဘူးဒီမှာဆိုလည်းပဲဒီလက်မောင်းတင်လိုက်လို့ထိုးမရအောင်တိကျကချော်ထွက်သွားခဲ့တာဗျာ โอเคကျွန်တော်တို့တတိယခြေကိုဆက်သွားရအောင်နော်ဒီနေ့မှာကျွန်တော်ဖြတ်ပြီးပြောချင်တာထိုးမရောက်ရဲ့ထိုးချက်တွေချော်နေတာမဟုတ်ဘူးပြိုင်ဘက်ဖိုင်တာဖြစ်တဲ့ဒီတမ်နွန်ရဲ့ gap လုံတာတွေလက်မောင်းတင်လိုက်တာမြန်တာတွေကြောင့်ဒီလက်တိတွေကချော်ထွက်သွားကြရပါပြီးတော့လက်အိတ်တွေကလည်းဒီချွေးတွေပါနေနေဆိုတော့လေချော်ထွက်နေတာဖြစ်ပါတယ်ထိုးမရောက်ဒီဘွဲမှာမညံ့ခဲ့ပါဘူးဒါတော့အားလုံးလက်ခံမှာရပါမယ်အကယ်၍လက်မခံဘူးထိုးမရောက်ညံ့တယ်လို့ပြောတဲ့လူတွေခွန်မမလက်ညှိုးထောင်ခဲ့ပါကျွန်တော်ထိုးမရောက်နဲ့ရအောင်ပွဲတည်ပေးပါမယ်โอเคစရပါ ဒီတတိယအကြီးစားစားခြင်းမှာပဲထုံးမင်းအောင်ကတမ်နုံအထနှီးနေတာကိုအခွင့်ကောင်းယူပြီးတော့သူခြေခံချက်နဲ့အတူဒီသူ့ရဲ့အာတန်နဲ့ဘယ်လက်တီကိုသူအပြိဝဝင်ထိုးတယ်ဒါပေမဲ့ခြေခံချက်ကပဲထိပြီးတော့ဒီဘယ်လက်တီကတော့လွဲသွားတယ်ဗျဒီတတိယအကြီးမှာတော့တေးကြရဲကိုလူကအသာကြီးပဲသူကစားပြတယ်လက်တီတွဲလုံးတွေကွန်ဘိုတွေခြေခံချက်တွေအားလုံးပြည့်ပြည့်စုံစုံနဲ့သူဝင်ထိုးသွားတယ်တမ်နုံကဒီအဆုံးချိန်ဒီသူဂတ်ကိုလုံလုံလေးကာသွားတာကိုတွေ့ရပါတယ် တတိယချီမှာတမ်နွန်ဘာမှလုံးမပြနိုင်ဘူးဒါတော့သိကြတယ်ဒီမှာဆိုရင်ခြေတော့ကိုဖမ်းပြီးတော့ပထမချီရလို့ပဲသူထိုးသွားတာလေးဒီဒီမှာခြေတော့ဆန့်လိုက်တာတွေ့လားတမ်နွန်ခြေတော့ဆန့်လိုက်တာအဲ့ဒါကြောင့်မလို့အဲ့တစ်ချက်ကမထိဘူးဒါပေမဲ့နောက်တစ်ချက်ကတော့သေချာပေါက်ထိရပါတယ်အဲ့မှာဒိုင်ကမခွဲတော့သူထတ်ထိုးတယ်တံလုံးကလမောင်းကိုဆွဲတင်လာတယ် ဲ့မှာတွေ့လားတန်တော်ကဒီထုံးမရောင်ရဲ့လက်အရွေးကိုကြည့်ပြီးတော့သူကကောင်းကောင်းလေးဂတ်ကိုလှိမ့်လိမ့်မြန်မြန်တင်နိုင်အောင်တွေ့ရတယ်ဗျ။တောက်လျှောက်စလို့တွဲလုံးနေတာကိုလူစီရပဲထွက်တာများတယ်။ဖီယာဘေဘီကစားတာလည်းကိုလူပဲ တန်တုံပြန်ထိုးလိုက်တဲ့ဟာချော်ထွက်သွားတာဗျ။တတရကြီးမှာဒီတန်တုံလုံးဝတက်လုံးပိုင်းကြာစင်းသွားပြီ။နှေးသွားပြီ။လှုပ်ရှားမှုတွေနှေးသွားပြီ။ဒါကိုထုံးမအောင်အပြက်ပြက်ဖို့ကြိုးစားခဲ့တာဗျ။နောက်ထပ်နည်းနည်းလေးအချိန်ထပ်ရမယ်ဆိုရင်တန်တုံပြတ်သွားဖို့အခွင့်အရေးရှိပါတယ်။ဒီမှာဆိုရင်တန်နွဲ့ကောက်တာဒူးချက်ကလူပါမြောက်တက်သွားစေရဗျ။ လားအဲ့ left hand နေဆိုလို့ရှိရင်တော်တော်လေးဟိုတခြားသူဆိုရင်ကြလို့ရတယ်ဗျဒါပေမဲ့မကြသွားဘူးဒီတတိယချီမှာလဲထိချက်တွေရခဲ့ကြတာမှန်ပေမဲ့တကယ်တမ်းရှင်ပြမယ်ဆိုလို့ရှိရင်ထုံးမရမယ့်ထိချက်တွေကများခဲ့တယ်လို့ပြောလို့ရမယ်ဒါပေမဲ့အခုနကလို့ power လေးနင်းနေတာကြောင့်သာဒီ tempton ခံတာသွားတာပါဒီတော့ထုံးမြောင်ရေစူးစမ်းမှုကိုကျွန်တော်တို့အတိအမှတ်ပြုရမှာဖြစ်ပါတယ်။ရှုံးချင်းနိုင်ခြင်းတွေဒါအားကစားဖြစ်တဲ့အတွက်ရှိမှာပဲ။ပြီးတော့အင်ရှင်ကစားသမားတယောက်နဲ့ရှင်ပြန်ရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအဖက်ဖက်ကအောက်ကနေပြီးတော့ကစားခဲ့ရတာပါ။ ဒီတော့ဒီချိန်ခါမှာကျွန်တော်တို့ကရှာရှာဖားဖားဖြစ်နေတဲ့ fighter တွေကိုကျွန်တော်တို့မြေတောင်မြှောက်ပေးရမယ်ကျွန်တော်ဘက်ကအပြစ်မပြောဘဲနဲ့အပေါင်းလက္ခဏာဆောင်တဲ့ဝေဖန်သုံးသပ်မှုတွေနဲ့အတူကျွန်တော်တို့ပို့ပြီးတော့အားပေးဖို့လိုပါလိမ့်မယ်ဒါမှသာလျှင်ဒီ fighter တွေကပို့ပြီးတိုးတက်လာမှာဖြစ်ပါတယ်ဆိုတော့ဒီဘွဲရလနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့ဘာမှတော့မပြောချင်ဘူးဒီဘွဲကစားသွားတဲ့ထုံးမအောင်ကျွန်တော်အနေနဲ့တော့ကြိုက်ပါတယ်လိုအပ်တာလေးတွေရှိနေသေးတာမှတ်မိမယ်အကောင်းဆုံးပြုပြင်သွားနိုင်လိမ့်မယ်လို့ကျွန်တော်အနေနဲ့တော့ယုံကြည်မိပါတယ်ဆိုတော့ဒီဗီဒီယိုလေးကိုဒီမှာပဲရန်နာကြပါတယ်နောက်ထပ်ဗီဒီယိုတွေနဲ့အတူကျွန်တော်ပြန်လည်ဆုံတွေ့ကြမှာနော်